အိမ်တော်ရေးကန်နဲ့ပတ်သက်ပြီးတော့ဆ iam ရေးအိမ်တော်ရေးလမ်းကြောင်းရဲ့ထိပ်မှာအခွဲအခွာကလေးပါနေတဲ့ဘာဖြစ်တတ်တယ်လဲနော်အိမ်တော်ရေးလမ်းကြောင်းရဲ့ထိပ်မှာဝိုင်းမုံတဲ့အခွာကလေးပါနေတယ်ဘာဖြစ်တတ်တယ်လဲဆိုပြီးတော့မေးလာတဲ့သူလေးရေများလို့ဆ iam ကဒီပို့လေးနဲ့ဖြေပေးလိုက်တယ်နော်ဒီလက်ကလေးမှာဆိုလို့ရှိရင်နော် ီနေရာကလမ်းဝါးဆောင်ရဲ့ထွက်လာတဲ့လမ်းကြောင်းလေးကအိမ်ကောင်းကြီးလမ်းကြောင်းလေးဖြစ်တယ်ဒီလက်လေးမှာဆိုလို့ရှိရင်အိမ်ကောင်းကြီးလမ်းကြောင်းက၃ကြောင်းအပြိုင်ပါတယ်နော်အလဲကောင်းလမ်းကြောင်းကရှေလျားတန်ရှင်းပြီးတော့အပြားမှာအခွဲအခွာကလေးနဲ့ဖြစ်နေတာဖြစ်တယ်နော်အိမ်ကောင်းကြီးလမ်းကြောင်းရဲ့ထိပ်မှာအခုလိုမျိုးဝိုင်းမုံတဲ့အခွဲအခွာကလေးပါနေမယ်ဆိုလို့ရှိရင်လက္ခဏာရှင်ကနော်အိမ်ကောင်းကြတဲ့အခါမှာဆိုလို့ရှိရင်သူ့ရှိသူအိမ်ကောင်းဘက်ဟာအဝေးတနေရာကလူဖြစ်တတ်တယ်နော် အင်းနောင်ဤလမ်းကြောင်းရဲ့ထိတ်မှာဝိုင်းမောင်းတန်းအခွဲအခွာပါနေမယ်ဆိုလို့ရှိရင်လက္ခဏာရှင်啊เนาะလူမျိုးချဘာသာချနဲ့အင်းနောင်ကြတတ်ပါတယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်လည်းเนาะမြို့ရွာမတူတဲ့သူဒါမှမဟုတ်လို့ရှိရင်လည်းအသက်အရွယ်မတူတဲ့သူတခုခုเนาะဌာနနေတဲ့သူမျိုးနဲ့အင်းနောင်ကြတတ်တဲ့အမှတ်လက္ခဏာတခုဖြစ်ပါတယ်เนาะအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်လည်းလက္ခဏာရှင်နဲ့အင်းနောင်ဘက်ဟာဆိုလို့ရှိရင်အကြောင်းတခုခုအကြောင်းပေါ့เนาะနိုင်ငံရေးချကိစ္စအကြောင်းဖြစ်စေเนาะနောက်ပြီးတော့ဝန်ထမ်းကိစ္စတွေအကြောင်းဖြစ်စေဒါမှမဟုတ်လို့ရှိရင်လည်းเนาะစီးပွားရေးကိစ္စတွေအကြောင်းဖြစ်စေတယောက်တနေရာစီမှာခွဲခွာနေရတတ်တဲ့အမှတ်လက္ခဏာတခု ခုဖြစ်ပါတယ်နော်လုံမမဟုတ်ဘူးဆိုလို့ရှိရင်လည်းအိမ်တော်ကြီးလမ်းကြောင်းရဲ့ထိပ်မှာအခွဲအခွာပန်းနေတယ်နှလုံးလမ်းကြောင်းလည်းတန်ရှင်းကောင်းမွန်မှုမရှိဘူးဆိုလို့ရှိရင်တော့လက္ခဏာရှင်ကအိမ်တော်ကြီးမှာဝဲကွာရတတ်တဲ့အတွက်ကြောင့်မလို့အထုကယူဆိုင်ဖို့လိုအပ်ပါတယ်နော်